အိန္ဒိယနိုင်ငံကိုစီကူတာမှုခံယူဖို့ရောက်ရှိနေတဲ့6နှစ်အရွယ်ရခိုင်မင်းကလေးငယ်မာဝင်းဖူးခိုင်ရဲ့ကြောက်ကက်ယောဂကိုကုသနိုင်ဖို့မျိုးပီစာစစ်ဆေးနေပြီဖြစ်တယ်လို့မိခင်ဖြစ်သူဒေါ်သက်ဖူးလွင်ကနရီစရာကိုပြောပါရယ်မျိုးရိုးပီစာစစ်ဆေးခြင်းရဲ့ရလက်ကိုလာမေမီလာ7ရက်နေ့လောက်မှာတည်ရမယ်လို့လည်းဆိုပါရယ်အဲ့ဒီရလက်အပေါ်မူတည်ပြီးလူနာရဲ့ကိုခန္ဓာဟာကြောက်ကက်အစားထိုးမှုကိုလက်ခံမခံဘူးဆိုတာကို စီးပညာရှင်တွေကဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။တကယ်လို့စစ်စည်းချက်အရာလူနာရေးကိုခံထားဟာကြောက်ကဲ့အစ်စ်ကိုလက်ခံမှာမဟုတ်ဘူးလို့တွေ့ရှိရရင်အစားထိုးကုသမှုကိုဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။အဲ့ဒီအစားလူနာရေးကြောက်ကဲ့ယောဂအစင်းနဲ့ယောဂအခြေအနေပေါ်မှူတည်ပြီးတော့တခြားကုသမှုတွေနဲ့ဆက်လက်ကုသသွားမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာမဝင်းဖူးခိုင်ရဲ့ကျမ်းမာရဲ့အခြေအနေကတော့ စီကူတောက်မှုခံယူနေရတဲ့တန်ကြောင်နာကျင်ပြင်းမှန်းနေတယ်လို့လေမိခင်ဖြစ်သူကပြောပါရယ်